မင်္ဂလာပါရှင်ရှဲကိုမီဒီယာက ကြိုဆိုပါရစေ။ကြိုင်တော်မျိုးနိုင်2025ခုနှစ်အပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါအလွယ်တုံမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြည့်ရေးနေအခမ်းအနားကျင်းပတဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းကြိုင်တော်မျိုးနိုင်2025ခုနှစ်38ကြိမ်မြောက်အပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါအလွယ်တုံမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြည့်ရေးနေအခမ်းအနားကိုဂျွန်လ26ရက်နေ့နနက်8:00ခွဲကကြိုင်တော်မျိုးမြို့တော်ခမ်းမနိုင်ကျင်းပခဲ့ပါရစေ။ ဥစွာသတိကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်ဆိုလိုင်းကအဖွဲ့အမာစကားပြောကြပြီးမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများအန်တရေတာစီကာွယ်ရေဘိုးအဖွဲ့ဥက္ကဋ္ဌပြည်ထရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒုတိယဘိုလ်ချုပ်ကြီးထွန်းထွန်းနောင်ထံမှပေးပို့တော်သဝင်လောအောင်ပြည်내ဒုတိယရဲတပ်ဖွဲ့မှူးကြိုင်တုံရဲမှူးကြီးမမောင်အေးကဖက်ကြားကမူရစေဝါတာစီကာွယ်ရေဘိုးအဖွဲ့မှပေးပို့သည့်မူရစေဝါတိုက်ဖြတ်ရေဂျိုးပန်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကလစ်အား ပြသခဲ့ပါတယ်။ ထို့နောက်အခမ်းအနားသို့တက်ရောက်လာကြသည့်သတိကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်ဆိုးလိုင်းနှင့်အဖွဲ့ဝင်များပြည်내ဆိုရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိဥက္ကဋ္ဌဦးတင်လင်းနှင့်အဖွဲ့ဝင်များပြည်내ခရိုင်မြို့နယ်ဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များတိုင်းရင်းသားစပေးနေရင်ကြည်မှုအဖွဲ့များဒေတာခံတိုင်းရင်းသားပြည်သူများနှင့်ចောင်းသားចောင်းသူများကမူရည်စေဝအနေဆိုင်ရာပြကံများအားကြည့်ရှုအားပေးပြီးအမတ်ခွန်မူရည်တပ်ဖွဲ့ခွဲချိုင်းတုံနှင့်ခ ရိုင်ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆေးရေးဦးစီးဌာနတို့က2025ခုနှစ်အပြည်ပြည်ဆိုင်ရာမှုရစေဝအလဲတော်မှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနဲ့အထိမ်းအမှန်လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။